အသားဖြူစင်နဲ့ဘာရီစားရမလဲ အသားပြူအောင်ဆိုရင်အသားရဲ့ထိမ့်သိမ့်နဲ့ပြည့်စည်မှုသုံးမှဖြစ်တာဒါမှမဟုတ်အသားဖြူပါရဲ့ဆိုတော့ကိုယ်ထောင်တွေကိုခိုင်မှဖြစ်မှလားစေးတောင်မှဖြစ်မှလားဆိုရင်တော့မဟုတ်ပါဘူးเนาะအစားအသောက်တွေကိုအဟာရမြတ်အောင်စားသုံးမှုကလည်းသင်အသားဖြူစေနိုင်ပါတယ်အစားအသောက်တွေလည်းစားရအသားကလည်းဖြူသေးဆိုတော့တစ်ချက်ကိုနှစ်ချက်ပြတ်ပေါ့နော်ဒီတော့ဘလို့အစားစာတွေကအသားကိုဖြူစေမလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာကြည့်လိုက်ကြရအောင်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပြီးတော့ဘေးနားနိုဒီဘယ်လိုလဲနှိပ်ထားကြပါအောင်ရှင် ကားဖြူစီမဲ့ပထမဆုံးအစားအစာကတော့ခရမ်းချင်းသီးပဲဖြစ်ပါတယ် ခရမ်းကျင်တီကအသားရည်အတွက်အထောက်အကူပြုဝေနိုင်နေဆိုတာကိုတော်တော်များများသိထားပြီးသားဖြစ်မှာပါ။တဘာဝနေလောင်ကခွင်တစ်မျိုးဖြစ်ပြီးတော့အသားရည်ကိုနေရာတည်တန်းကနေကာကွယ်ပေးသလိုကြည်လီလှပစေပါရဲ့။နောက်တစ်မျိုးကတော့ဖရဲတီပါ။နေရာတည်မှာပဲရင်ငက်ပြေအောင်လို့စားလိုက်ရတာမဟုတ်ပါဘူးနော်။အသားဖြူစေဖို့လည်းဖရဲတီကို စားပြလို့ရပါတယ်။အသားရည်ကိုကြည်လင်စေမှာပါ။ဖရဲတီကရေဓာတ်ဖြစ်ပြီးသလိုအစိအတောက်တွေကိုပါဖျက်ရှားပေးနိုင်မှာတည်ရဲ့ရှင်။ ။အတမျိုးကတော့တံပီယိုဒီပဲဖြစ်ပါတယ်။ဗီတာမင် C ကျွဲဝမှုကအသားရေကိုကြည်လင်စေပြီးတော့ဆဲသေးတွေကိုအထူးအောင်ဖိရှားပေးနိုင်ပါတယ်။တနည်းကိုတံပီယိုတစ်ခွက်တော့တောက်သုံးပြီးတာကအသားရေကိုကြည်လင်စေဖို့အလွယ်ကူဆုံးနဲ့အထူးအောင်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ။နောက်တစ်မျိုးကတော့လိမ္မော်သီးပါ။လိမ္မော်သီးမှာဗီတာမင် A နဲ့ဗီတာမင် C ပါဝင်နေတာကအသားအရေကိုအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။လိမ္မော်သီးကကိုလဂျင်ထွက်လောင်နှုတ်ဆော်ပေးပြီးတော့အသားအရေကိုကြီးလင်းစေမှာပါ။လိမ္မော်သီးအပြင်ကီဝီသီးနဲ့ဂရိတ်ဖရုတ်ကလည်းအသားအရေကိုကြီးလင်းစေပါရဲ့ရှင်။နောက်တစ်မျိုးကတော့တလဲသီးပါ။ တလဲသေးကအရွယ်တည်နှုတ်ပြိုစေနိုင်ပါတယ်။အသားအရည်ကြည်လင်စေဖို့အကောင်းဆုံးထောက်ကူပေးနိုင်ပါတယ်။သွေးတန့်စေပြီးတော့အသားအရည်ကိုသဘာဝအတိုင်းဖြည့်ဝေးစေမှာပဲဖြစ်ပါရဲ့ရှင်။နောက်ဆုံးတစ်မျိုးကတော့သခွားသီးပဲဖြစ်ပါတယ်။သခွားသီးကဗီတာမင် B နဲ့အသားအရည်အတွက်အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့အာဟာရဓာတ်တွေကျေဝါးစွာပါဝင်နေတယ်လို့ရေဓာတ်လည်းအကောင်းဆုံးဖြည့်ပေးနိုင်ပါတယ်။ကြည်လင်ဆိုပြီးတဲ့အသားအရည်လေးကိုလည်းပိုင်ဆိုင်နိုင်ခြင်းမှာသိကြပါရဲ့ရှင်။အသားဖြူခြင်းတဲ့သူတွေအနေနဲ့ coffee, cola ဆိုတာအချို့ရေစီကြော်စာတွေအငံကဲအချို့ခဲတဲ့အစားစာတွေနဲ့စီတုပ်ပူတွေကိုရှောင်ပေးတင်ပါတယ်ရှင်ဒီလောက်ဆိုရင်တော့အသားဖြူစီမဲ့အတီး၆မျိုးကြောင်းသိသွားလာပြီလို့ထင်ပါတယ်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်